အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလောလောဆယ်တော့ကျွန်တော်ကလေးထင်းရင်စမပညာသင်ကြားပြသပေးနေပါတယ်ခင်ဗျာဒီကလေးလေးကိုတော့တစ်ဆင့်အနေနဲ့၅ဆင့်ထိစမပညာသင်ကြားပြသပေးပြီးဒီကလေးလေးကိုတော့တစ်ဆင့်အနေနဲ့၉ဆင့်ထိစမပညာများသင်ကြားပြသပေးထားတာဖြစ်ပါတယ်ခင်ဗျာအဒီကလေးကြီးကတော့ ဒီကလေးကြီးကတော့တဆင့်ကနေ90အထိစမပညာတွေသင်ကြားပြသပေးပြီးသည့်အပြင်ဒိဋ္ဌိစမများအနေငယ်စမများမိထွန်းစမများသင်ကြားပြသပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ ။သမီးအခုဘာသမရေးဆွဲနေတာလဲ။အရှင်ဝိပဂုတယဟနာရှင်သူသူငယ်ကြီးအနေရင်းသမသူကမှရေးဆွဲပြီးရေးဆွဲပြီးဆောင်ရမှာဖြစ်ပါလေ။အရှင်ဥပဂုတယဟနာမရေအရှင်သူမြတ်ကြီးရဲ့အနေရင်းသမတော့ကြီးပြားမှာရေးဆွဲပြီးဆောင်ရမယ်။အဲ့ဒီသမတော့ရဲ့အဲဘာလို့ဆောင်ရမှာလဲဆိုရင်အနေရများတော့အတိုက်အခိုက်များတော့နေရာဌာနများ လုပ်ငန်း၊ကုမ္ပဏီ၊ရုပ်ငန်းအစရှိသည့်တို့မှာကြေးပြားမှရွေးဆွဲပြီးဖျားเจ้าတော်မှာဆောင်ရည်ပူဇော်ထားမှာဖြစ်ပါတယ်။ရှင်ဥပကိုယ်တော်ရဟန္တာမရိအရှင်သူမြတ်ကြီးရဲ့အန္တရာယ်ကင်းဆမရေးဆွဲနေတာဖြစ်ပါတယ်ခင်ဗျာ။တမီးအခုဘာဆမရေးဆွဲနေလဲ။60ဆင်လာကြီးတံမြန်ဆမအရေးဆွဲနေပါတယ်။အဲဒီ60ဆင်လာကြီးတံမြန်ဆမကိုဘာလို့ခေါ်သေးလဲ။ အဲ့ဒီအင်ချန်ရဲ့စမမြေရှင်းစမဘာလို့လို့ရလဲဘာလို့ရလဲအိမ်မှာမကောင်းတဲ့အခိုက်တိုက်တွေကိုလည်းအတိုက်ခိုက်တွေကိုရှင်းလို့ရတယ်အင်ချန်ရှင်းတဲ့စမဖြစ်ပါတယ်ကဲသမီးအခုဘာစမရေးဆွဲနေလဲဟုတ်ပြီ50ပုံတော့စမ50မှာအကြူကောင်းမှာပုံတော့စမအုပ်ပြီးတော့မအူကောင်းမှာကားချက်ရရှက်မေတော်ရဲ့ပုံတော့စမအုပ်တယ် ဟုတ်ပြီအထက်နှခမ်းမှာတမီဘာပေါ့ရလဲတူဆံပမာကောအောက်နှခမ်းမှာကြာရလေရောတူဆံပတိတမီနားလေနော်ဟုတ်ကဲ့ကျွန်တော်ကလေးထိတ်နေပါတယ်ခင်ဗျာ